လေရင်တစ်စင်းဟာနှစ်ပေါင်း60ကျော်ကြာလေကြောင်းစစ်စင်ရေးတွေရဲ့အသက်သွေးကျော်ဖြစ်နေနိုင်မလားအမေရိကန်လေတပ်ရဲ့အထင်ကရ Boeing KC-135 လေယာဉ်ဟာဒီမေကွန်ရဲ့အဖြေပါပဲဒီနေ့မှာတော့တမိုင်းဝင်အရေးပါပြီးတော့ဤပညာပိုင်းရထူးခြားတဲ့ဒီလေယာဉ်အကြောင်းစိတ်ဝင်စားစရာအချက်လက်တွေကိုပြောပြပေးသွားမှာပါ KC-135 ရဲ့ဇလံက1950ပြည့်လွန်နှစ်တွေကစခဲ့ပါတယ်အ ဒီအချိန်မှာ American လေတပ်ရဲ့ B47 နဲ့အသစ်ထွက်မဲ့ B52 ဘုံကျဲလေယာဉ်တွေဟာပို့ပြီးတော့ဝေဝေးပြန်တန်းနိုင်ဖို့လေထဲမှာစီးပြေးပေးမဲ့လေယာဉ်တွေလိုအပ်လာခဲ့ပါတယ်။ဒီလိုနဲ့ Boeing ကုမ္ပဏီကသူတို့ရဲ့367 80-18လို့ခေါ်တဲ့တည်ယူပို့ဆောင်ရေးလေယာဉ်ဒီဇိုင်းကိုအခြေခံပြီးတော့ KC-135 ကိုဖန်တီးခဲ့ပါတယ်။ဒီ -18 ဟာနောက်မှာကမ္ဘာကျော်တဲ့ Boeing 707ခရီးသည်တင်ဂျက်လေယာဉ်ရဲ့ရှေ့ပြေးပုံစံပဲဖြစ်ပါတယ်။1956မှာတော့ပထမဆုံး KC-135 AC-135 စတင်ပြန်တန်းခဲ့ပြီးတော့1958ခုနှစ်ကစလို့ American လေတပ်မှာဝန်ဆောင်မှုစတင်ပေးခဲ့တာပါ KC-135 ရဲ့ဒီဇိုင်းကရိုးရှင်းပေမဲ့အန်အောစရာကောင်းလောက်အောင်ပဲထိရောက်ပါတယ်သူရဲ့အဓိကအင်္ဂါရပ်ကတော့ boom လို့ခေါ်တဲ့လောင်စာဆီဖြစ်တင်ပေးတဲ့စနစ်ပဲဖြစ်ပါတယ်လေယာဉ်ရဲ့နောက်ဘက်အောက်ခြေမှာတပ်ဆင်ထားတဲ့ telescope တန်လို့ boom က စီလာပြည့်မဲ့လေယာဉ်စီကိုဆန့်ထွက်သွားပြီးတော့လောင်စာစီဖြစ်ပေးပါတယ်။ Boom Operator လို့ခေါ်တဲ့အထူးလေ့ကျင့်ထားတဲ့အရာရှိတအူးကလေယာဉ်နောက်ဘက်ကနေထိမ့်ချုပ်ပြီးတော့ ဘူးကိုအောက်ဘက်ကလေရင်နဲ့အတိအကျချိတ်ဆက်ပေးရတာပါဒီနည်းပညာကလေထဲမှာတိကျစွာနဲ့စီဖြည့်ဖို့မရှိမဖြစ်ပဲလိုအပ်ပါတယ်။မူလက Brad and Whitney J57 Turbo Jet Engine တွေကိုတက်ဆင်ထားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပိုအားကောင်းပြီးတော့စီစားတတ်တာတဲ့ CFM International CFM56 F108 engine တွေနဲ့အစားထိုးခဲ့ပါတယ်။ဒီလို engine အဆင့်မြင့်တင်မှုတွေကြောင့် KC135 တွေဟာပိုပြီးတော့ဝေးတဲ့ခရီးတွေပြန်တန်းနိုင်တယ်လို့လောင်စာ CEO လည်းပိုသေးဆောင်နိုင် င်ပြီးတော့စုမျက်နှာမှာညွတ်နေသွားခဲ့ပါတယ်။ Kimi Avionics နဲ့ Navigation System တွေကိုလည်းအစင်းမြင့်တင်ခဲ့လို့ဒီနေ့ခေတ်လေကြောင်းစစ်စင်ရေးလိုအပ်ချက်တွေနဲ့ကိုက်ညီနေပါပြီ။ KC-135 ကအမေရိကန်လေတပ်ရဲ့ဗျူဟာမြောက်စစ်စင်ရေးတွေအတွက်မရှိမဖြစ်အခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ VN စစ်ပွဲကနေပင်လယ်ခွေ့စစ်ပွဲတည်းအာဖဂန်နစ္စတန်နဲ့အီရတ်စစ်ပွဲတွေအထိ KC-135 တွေဟာတိုက်လေယာဉ်တွေ၊ဘုံးစဲလေယာဉ်တွေနဲ့ထောက်လန်းရေးလေယာဉ်တွေကိုလေထဲမှာစီးဖြစ်ပေးခဲ့ပါတယ်။ဒါကြောင့်ဒီလေယာဉ်တွေရဲ့စစ်စင်ရေးအကွ ွာဝေးနဲ့တာရှည်ခံမှုကိုတိတိသာသာတွန်းပြပေးနိုင်ခဲ့တာပါလီရင်တွေကိုအခြေစိုက်စကန်ကိုမပြန်မဲနဲ့ဆက်လက်ပြန်တန်းနိုင်စေတာကြောင့်မစ်ရှင်တွေကိုအချိန်တိုအတွင်းပြီးစီးအောင်ကူညီပေးခဲ့ပါတယ်စစ်မဆိုင်ရာတာဝန်တွေအပြင် KC-135 ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေမှာလည်းပါဝင်ခဲ့ပါတယ်တဘောဝဘီအန်နေရီဖြစ်ပေါ်တဲ့အခါကယ်ဆယ်ရေးလီရင်တွေနဲ့ကုန်တင်လီရင်တွေကိုစီဖြစ်ပြီးပြီးတော့အကူအညီပေးရေးလုပ်ငန်းတွေကိုအရှိန်မြှင့်ပေးခဲ့ပါတယ်ဒါဟာ American Leader ရဲ့ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်နိုင်စွမ်းကိုဖော်နှံ ်းနှိုးတဲ့သင်္ကေတတစ်ခုပါပဲ။န ပေါင်းများစွာကြာမြင့်စွာနဲ့ဝန်ဆောင်မှုပေးခဲ့တဲ့ KC135 တရဲ့နေရာကိုအနာဂတ်မှာပိုမိုခင့်မိပြီးတော့စွမ်းဆောင်ရည်မြင့်မာတဲ့ Boeing KC46 Pegasus လေယာဉ်တွေကတဖြည်းဖြည်းနဲ့အစားထိုးလာနေပါပြီ။ဒါပေမဲ့ KC135 ရဲ့အမွေနှစ်ကတော့ဘယ်အခါမှမမေ့မိသွားမှာမဟုတ်ပါဘူး။သူက KSS ကိုဖျက်ကျော်ပြီးတော့ American လေတပ်ရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးခဲ့တဲ့ဂျန်နာယီဆန်ဆန်လေယာဉ်တစ်စင်းအဖြစ်အမြဲတမ်းအမှတ်မိနေတော့မှာပါ။သူရဲ့ကြံ့ခိုင်မှုလိုက်လျောညှိတွေမှုနဲ့စစ်စင်ရဲ့အောင်မြင်မှုတွေမှာပါဝင်ခဲ့တဲ့ အကန့်ကန်တာတွေကလည်းလေကြောင်းသမိုင်းမှာထောက်ရထင်ကျက်ရင်နေမှာပါ KC135 ဟာရိုးရှင်းတဲ့လေယာဉ်တစ်စင်းတော့မဟုတ်ပါဘူးသူကအမေရိကန်လေတပ်ရဲ့ခွန်အားတာရှည်ခံမှုနဲ့ကမ္ဘာလုံးဆိုင်ရာအကန့်ကန်တာကိုကိုးစားပြုတဲ့တက်ရှိ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဘယ်လေယာဉ်ကြောင်းကိုသိချင်လဲဆိုတာ comment မှာရေးခဲ့ပေးလို့ရပါတယ်ရှင်